အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့အခု David Ornstein ကနေ Arsenal အသင်းရဲ့နွေရာသီ attacking position အတွက်ဒါသူတို့စပြီးတော့ Arsenal အသင်းကစပြီးအလုံးလုံးနေပြီဆိုပြီးတော့ဒီနေ့က Athletic FC ရဲ့ report မှာပေါ်ပြလာတယ်ဆိုတော့ Arsenal ရဲ့ Arsa Director ဖြစ်တဲ့ Andrea Bartra ကအခု PK Arteta နဲ့တချို့သဘောမတူတဲ့အချက်လေးတွေရှိတယ်သဘောမတူဆိုတာဗျာ အလုတ်ကတော့တူတူတွဲလို့မှာအထက်ထားကြိုက်တဲ့တယောက်ကတယောက်ဒါသူလိုချင်တဲ့သူကတယောက်ဒါပေမဲ့ဒါအာစနယ်အသင်းအရင်တည်းကအေဒူလက်ထက်တဲ့ကကြိုးစားနေတဲ့ကစားမကတယောက်အဲ့ဒါ၃မျိုးဖြစ်နေတယ်အခုလောလောဆယ်မှာဒေးဗစ်အွန်စိမ်းမှာဟိုတနေ့ကတင်ထားတယ် report မှာဘာသွားတွေ့လဲဆိုတော့အာစနယ်ကသူ့ရဲ့ target ဖြစ်ဘန်ဂျမင်ဆက်ကူကိုမနစ်ကနူရာတီတွေကအသေးအံလိုက်တယ် ဆောင်းရတီမှာလည်းအသေးအတန်လိုက်တယ်။လူရတီမှာတော့ဆက်ကူကိုအဓိကလိုက်တယ်။ဒါဆက်ကူကအာစနယ်အခြေအနေတော်တော်လေးကောင်းပြီးမှတက်တန်းတိုးသွားတယ်။နောက်မက်သီးယပ်စ်ကူညာကိုသူတို့ဆောင်းရတီမှာထပ်လိုက်တယ်။ဆိုတော့အဲ့ဒီနောက်ကသူတို့အဓိကပြင်မှတ်အဖြစ်လာမယ့်ရတီမှာ striker option ဘင်ဂျမင်ဆက်ကူကအသက်27နှစ်၊မက်သီးယပ်စ်ကူညာကအသက်25နှစ်။ဒီကစားမနှစ်ယောက်ကအထက်ထားအပါဝင်အာစနယ်အသင်းတာဂတ်ထားနေတဲ့သူ။အဲ့ဒီနေရာမှာဘာဖြစ်လဲဆိုတော့နီးပြမီခေအာတီတာက သူ့ရဲ့အကြိုက်ဆုံးကစားမကအာလဇနာအီဆက်ကျွန်တော်အရှင်တော်အာလဇနာအီဆက်ကညူကာဆင်မရောက်ချင်လို့ကိုကြေးတင်ထားတာရှင်းရှင်းလေးဗျာပေါင်တန်150တင်ထားတယ်တကယ်လို့လီဗာပူးကလည်းအသေးအတန်လိုက်နေဗျာထားပါတော့လီဗာပူးလည်းတန်153မယ်အာဆန်လည်းတန်153မယ်ဆိုရင်တော့တကယ်လို့ညူကာဆင်ကဥရောပချန်ပီယံလိဝင်ခွင့်ရရင်မရောဘူးတေချာဖို့မရောဘူးဘာလို့သူတို့ချန်ပီယံလိဝင်နေဒါပေမဲ့သူတို့ချန်ပီယံလိဝင်တဲ့အချိန်မှာ ဒါတကယ်လို့များအာစနယ်အသင်းကနော်အာစနယ်အသင်းကိုပဲပြောအောင်နော်အာစနယ်အသင်းကချန်ပီယံလိမှာအခု PSG ကိုကျော်ပြီးရောဟိုဘက်ကအင်တာမီလန်နဲ့ဘာစလိုနာနိုင်တဲ့အသင်းကိုကျော်ပြီးချန်ပီယံလိမှာပါချန်ပီယံဖြစ်ခဲ့ရင် maybe ယူကာဆယ်ချန်ပီယံလိဝင်သည့်တိုင်အောင်အာထက်ထားဘက်ကခေါ်ခြင်းရင်ကစားမောက်ကိုနောက်တစ်ခါစဉ်းစားနိုင်မယ့်အခွင့်အရေးမျိုးပေးကောင်းပေးနိုင်တယ်ဒါကလည်းကျွန်တော်ကခုနတန်း150တုံးမယ်မတုံးဘူးမပြောသေးဘူးတန်း150ကိုအာစနယ်ပေးတယ်ပဲထားအဲ့ချိန်မှာအာစနယ်ကချန်ပီယံလိကို လက်ကျန်မှာ PSG ကိုကျော်ဖြတ်တစ်ဖက်ကဘာစလိုနာနဲ့အင်တာမီလန်ကိုကျော်ဖြတ်ခဲ့နိုင်ခဲ့မယ်ချန်ပီယံဖြစ်မယ်ဆိုရင်သူတို့ဘက်ကစဉ်းစားမှာ okay အာဆယ်ကိုတွားရင်တေးကြတယ်လစာပူများမယ်ဥရောပရဲ့ချန်ပီယံလိချန်ပီယံဖြစ်မယ်ဆိုတဲ့အချက်ချန်ပီယံလိချန်ပီယံအသင်းရဲ့ main striker ဆိုရင် to who knows so ဒီနေရာမှာပြည်သက်တယ်တော့မြင်အားဒီကောင်လေးချန်ပီယံဖြစ်မှာလည်းမဟုတ်ပါဘူးရှောက်ပြောနေတာဆိုပြီးတော့ပြောချင်တဲ့လူပြောမယ်ဒါပေမဲ့ပြောချင်တာကျွန်တော်စဉ်းစားတာကိုပြောပြတာ အီဆက်နေတယ်ဒါပေမဲ့အခုလောလောဆယ်မှာအာထက်တာရဲ့ first strike ကအီဆက်ကိုပဲလိုချင်တယ်အာဇာထရိုက်တာရဲ့အကြိုက်ကအီဆက်မဟုတ် Victor Yogres Yogres ကိုသူကအသေးတန်ကြိုက်တယ် Victor Yogres ကလည်းအမှန်တိုင်းပြောရင်တော့ကြောက်ခမန်းလီလီစွမ်းဆောင်ရင်ပြထားတယ်အသက်က26နှစ်ရှိပြီအီဆက်ကလည်း26နှစ်နှစ်ယောက်သလုံးကဆွီဒင်သားပဲဒါပေမဲ့ Victor Yogres က85ယူရို85တန်တန်80တဲ့ပုံမကုန်ဘူး Andrea Batra သဘောကျတာက Victor Yogres မယာတီကိုတွင်းကုန်90ကျော်တွင်းထားတယ်ဒီနေ့ယာတီကလပ်ပြိုင်ပွဲတစ်ခုထဲမှာ45ပွဲ45ပွဲမှာ44ကိုတွင်း17ကိုဖန်တီးထားတယ်ဆိုတော့ supporting lisbon အတွက်လီပြိုင်ပွဲမှာ34ကိုဒါဘယ်လိုပြောမလဲဒါလီပြိုင်ပွဲမှာ29ပွဲမှာ34ကိုတွင်းတယ် now ဒါ champion league မှာ10ပွဲမှာ6ကိုတွင်းပြီးတော့ဒါ portugal cup ပြိုင်ပွဲမှာဒါ2ကိုတွင်းတယ်ပြီးတော့မှအဖိတ်ခေါ်ပလာပွဲမှာ4ကိုနဲ့ total 46ပွဲမှာ49ဂိုးသွင်းထားတယ်ဆိုတော့ Victor Yokres ကိုအာဂဇာဒရိုက်တာ Andrea Bartra ကသဘောကျတယ်ခေါ်ခြင်းနဲ့ဒါပေမဲ့ Alassana Isak ကအထက်ထသဘောကျတယ်ဒါပေမဲ့ Clark က Edu လက်ထက်တုံးကလေးက Victor ဒီ Benjamin Sako ကိုအသေးတန်လိုက်တယ် Sako က Gentleman Agreement အနေနဲ့ Euro 80ပေးရင် Benjamin Sako ကိုခေါ်နိုင်တယ်ဘန်ဂျမင်ဆက်ကိုက Euro 80ဆိုရပြီဒါတစ်ပတ်က အလစနာဤဆက်ကတော့ယူရိုတန်း180ပြပေါင်တန်း150အဲ့လောက်ပေးမှဖြစ်နိုင်မယ်ဒါရမညူကာဆယ်ချန်ပီယံလိဖြစ်ရင်ရရင်မလွယ်ဘူးမလွယ်ဘူး unless arsenal champion league champion holder ဖြစ်တယ်ဆိုရင်တော့ဒါသူစဉ်းစားကောင်းစဉ်းစားနိုင်တယ်အမတန်ခတ်တဲ့ဒီဖြစ်မယ်ဒါ yokres ဆိုအခုလောလောဆယ်မှာ arsenal ကအဲ့ဓာဒီကိုတော်တော်လေးကိုဒါတောက်လျှောက်စဉ်းစားလည်းရှိတယ်လို့ဖော်ပြထားတယ်ဒီနေရာမှာဒါအခုလောလောဆယ်အနေထားရကလပ်ဖက်ကဒါ နီကိုဝီလျံကိုလည်းအသေးအံလိုက်နေတယ်။ဘာကြောင့်လဲဆိုတော့အခုဘာစလိုနာအသင်းကနီကိုဝီလျံကိုမခေါ်တော့ဘူးဆိုတဲ့ကြောင့်သူတို့ကနီကိုဝီလျံကိုလည်းအသေးအံလိုက်နေတယ်။တခုပဲနီကိုဝီလျံရဲ့လစာကိုအာဆယ်ကရှော့ချနိုင်မှာအာဆယ်သင်းလိုက်လိုက်တာမဟုတ်ချက်စီလည်းအသေးအံလိုက်နေတယ်။ချက်စီလည်းအသေးအံလိုက်နေတယ်။ဒါအခုလောလောဆယ်နီကိုဝီလျံကတော့အမှန်တမ်းပြောရင်တပတ်ကို၃သိန်းလောက်တောင်းနေတာ။ဆိုအာဆယ်ပေးသက်ဆိုဆိုဘူးလေမတီးယက်စ်ကုညာဆိုရင်ပေါင်52တန်းယူရိုတန်း60နဲ့ရမယ် ဘင်ဂျမင်ဆက်ကိုဆိုရင်ယူရိုတန်း80နဲ့ရမယ်။အလဆနာအီဆက်ကတော့ပေါင်တန်း150ယူရိုတန်း180လောက်ရှိပြီးတော့ဗစ်တဲယိုဂရက်ကမက်ဆီမမ်ယူရိုတန်း80အဲ့ဒါကအခုလောလောဆယ်အနေထားကျွန်တော်ခုနပြောတဲ့နီကိုဝီလန်တို့ဘာလို့ကအပူဘောနပ်ပေါ့ဗျာ။ဒါအခုလောလောဆယ်မှာအာဆန်ရဲ့အာဂဇာဒရိုက်တာရဲ့ကလပ်ရဲ့အာထီရာတို့၃ယောက်ရဲ့တာဂက်တွေဖြစ်ပြီးတော့သူတို့တောက်လျှောက်ကိုကျူးပန်းလဲရှိတယ်။ခိုင်ဟာဘက်ကတော့ပါရီစင်ဂျာမိန်းနဲ့ပထမအကြော့ ပွဲထက်ဒုတိယအကြိုးမှာဖြစ်လာနိုင်ချေပိုများပြီးတော့ Champion League Final တက်ရင်အဲပွဲအတွက်သူ ready ဖြစ်လောက်တယ်ဆိုအားထက်ကြတော့ဒီနေ့ကပြောထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်